ခုကဘာကို share ချင်တာလဲဆိုတော့တဲ့ကျွန်တော် aircon nameplate ဒီမှာကြည့်လိုက်ကြည့်လိုက်ရှင်ဒီမှာဒါလေးတွေ့လိမ့်မယ် IP24 ဆိုတာမျိုးเนาะဒါလေးကဘာကိုညွှန်းတာလဲပေါ့เนาะဒီမှာသူဘေးမှာရေးထားပြီးသားပါเนาะ waterproof လေးပါ net level เนาะဒါလေးထားပါတော့သူတချို့ area အလိုမျိုးရေးတယ်ပေါ့တချို့ area ကျွန်တော်ပြဘယ်လိုရေးလဲဆိုဟုတ်ပြီနော်ကျော်ရဘလိုရေးလဲဆိုတော့ကျွန်တော်ပြမယ်ဒီမှာကျော်ရဒီမှာကြည့်မယ် IP24 ဆက်သွင်းအဲကွန်းဒီမှာတော့ဒီ အော်ရိုးရဲ့ resistant glass ပေါ့နော်အဲ့ဒါ24ဘာညာပေါ့လို့ပြောဒီမှာဆိုလို့ရှင်လေ24ဝင် waterproof level အော်ရိုးအဲ့ဒါခြေကွာ waterproof level လို့သုံးတော့ပေါ့နော် carrier တို့ဘာလို့ကြာဒီမှာဘယ်လိုသုံးလဲကြည့်အောင်နော် carrier မှာဆိုရင် carrier မှာ glass တော့တွေ့လားတွေ့ဘူးနော်အဲဒီမှာတော့မပါဘူးပေါ့ဗျာနော် carrier မှာကျွန်တော်ပါလာကြည့်လိုက်ကျွန်တော်မျက်စိရှင်းလာတယ်မတွေ့ဘူးနော် မဟုတ်ပါတယ် IB H4 ရှေ့ဟာမပါဘူးကေကနအဲ့ဘာကိုညွှန်တာလဲဆိုတော့တစ်ချက်ပြမှာ IB 65ရှေ့ကနဆိုတာကနအလုံးချင်းဒီမှာအဓိပ္ပာယ်ရှိရပါတယ်မဟုတ်လား0ဆိုတဲ့အဓိပ္ပာယ်ကတော့ဆိုတော့ H4 เนาะ0ဆိုတဲ့အဓိပ္ပာယ်က not rated for production or not rated for production မရှိဘူးပေါ့เนาะရှေ့ကနရှေ့ကနက IP24 မှာဆို2ပါဒီကောင်2ဆိုတော့ဒီ protection against solid objects larger than 12 mm လို့ခေါ်တယ်เนาะ quantum from finger ဆိုလိုချင်တာကဘာလို့ဆိုရင်ကျွန်တော်တို့ဒီအဲကွင်းရဲ့အော်တိုတဲ့ကို12 mm ထက်ပိုကြီးတဲ့ဟုတ်ပြီเนาะအရာဝတ္ထုတွေပေါ့เนาะဝင်လို့မရအောင်အဓိကတော့သူကလက်ဒီလက်လက်ချောင်းတွေကိုအဓိကအဲကောက်ကွယ်ပေးဖို့အတွက်အဓိကရည်ရွယ်တာပေါ့เนาะအဲ12 mm လက်ချောင်းတစ်ချောင်းအောင်12 mm ထက်ပိုလာဖို့အဲကြောင့်ဒါ IP 602ဆိုတဲ့ကဏ္ဍကဒီကောင်စစ်ဖိုင်ပေါ့လားအဲ့စစ်နေမှာ2ပေါ့เนาะ2က အဓိက12မီလီမီတာထက်ပိုပြီးကြီးတဲ့ဟာဒီအဲ့ထဲတွေကဝင်လို့မရအောင်လုပ်ထားတာပေါ့နော်အဲအကြောင်းတော့အဲကွန်ရဲ့ရှေ့ကဖန်ရဲ့စကားရဲ့စိတ်တွေပေါ့စသဖြင့်အဲ့ဒါမျိုးလေးရှိရပေါ့နော်အဲနောက်ကဟာဆိုလဲ12မီလီမီတာထက်ကြီးတဲ့ရာဝတ္ထုဆိုထဲထဲမွန်နိုင်ပေါ့နော်အဲနောက်က4ဆိုတာဘာပြောဆိုနောက်ကဟာနောက်ကကနန်းကြ4ဒါကိုဖော်ပြနံပါတ်4ကကြ protection against splash water from any direction for a minimum of 10 minutes အနည်းဆုံးဒီကြိုက်တဲ့အောက်လို့ကိုကြိုက်တဲ့ဘက်ကနေရေပက်ပေါ့နော်အနည်းဆုံး7မိနစ် တောက်လျှောက်ပဲပေါ့နော်အဲ့တော့အဲ့တော့7မိနစ်တော့မှာပဲဟာဖြစ်ဖြစ်အနည်းဆုံးတော့7မိနစ်ပေါ့နော်ခါခွဲပေးနိုင်တယ်เนาะအနည်းဆုံးပေါ့နော်ဟုတ်ပြီနော်အဲအဲ့ဒါကိုနောက်ကဖုန်းနဲ့ယူရတာပေါ့နော်တကယ်လို့ IP2 sitter ဖြစ်ခဲ့မယ်ဆိုရင် production against powerful jets of water at a rate of เนาะ100 liter per minute ဟုတ်ပြီနော်10မိနစ်ကိုတဲ့เนาะ100 liter ပေါ့နော်အဲ့တော့ pressure လည်း100 kilopascal နော်အကွာဝေးလေဆို3မီတာကနေပြီးတော့နော်100ကီလိုပါစကယ်နဲ့အဲ့ထည်ကိုဖြန်းတောင်မှ15မိနစ်အတွက်ကတော့သူကဒီလုံးဝအထက်ကိုမဝင်ရဘူးနော်အဲဆိုလိုချင်တာဟုတ်ပြီနော်အဲ့တော့သူ့ရဲ့စောစော IP24 ဆိုတာတွေကဒါလေးရှိတယ်အဓိကတော့ဘောင်းဆိုရင်အဲဒီထဲကိုအရာဝတ္ထုတွေရည်တွေပေါ့နော်မဝင်အောင်ကာကွယ်ပေးတဲ့ class classification number တွေပေါ့ဟုတ်ပြီနော်ဒီကောအဲ့မှာကျွန်တော်တို့ဆိုတော့စောစောပြောလို့2မီလီမီတာရှိတဲ့ရောင်ထူမဝင်နိုင်အောင်ပြောတာ4ဆိုတာ အဲဘေးကနေရေပက်လို့ရှိရင်ပေါ့အလွယ်တကူမုံအောင်ပေါ့ကောက်ွယ်ပေးတယ်ဒီအော်တိုကပေါ့နော်ဒါတောင်ဆိုလို့ရှင်တာပေါ့နော်အဲ့တော့ဒီမှာတော့အများကြီးရှိတယ်ဟိုဝါတာချက်နဲ့အရင်ကြီးထိုးတာကိုကောက်ွယ်ပေးနေတာတော့အလော IP6 လောက်ဆိုရင်အဲဒါတော်တော်ကိုပရက်ရှာ high pressure နဲ့ဒါကျွန်တော်ထိုးတော့မှအထည်ကိုရေမုန်းဆိုအတိတ်ပဲပေါ့နော်ဟုတ်ကဲ့နော်အဲ့တော့ဒါပါလို့ဆိုရင်စစောကအဲကွန်းအော်တိုတွေမှာရေးထားတဲ့ IP ဆိုတော့ဘာကိုပြောချင်တာလဲဆိုတော့ကိုရှင်းပြတာဟုတ်ပြီနော်